ဘလောက်ပင်သီလကောင်းမှုတွေပြည့်စုံလို့ပြိတ္တခံစားခွင့်နေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရာအုံးမနာယာအုံးမတီယာအုံးမအိုနာသည်မလွတ်သည်သမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲတန်တရာလေတယ်လို့ခေါ်ပါတယ်တန်တရာလေတယ်ဆိုတာဘာ၄လဲဘဝ၄တခုပြီးတခုရခန္ဓာ၄တခုပြီးတခုရနေတာကိုပဲ ခန္ဓာလေးတယ်တန်တရာလေးတယ်လို့ခေါ်တယ်။အဲတော့အဲ့ဒီခန္ဓာလေးတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလာလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူး။ဟောရီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်။ဟောရီယုတ်တရားတန်တရားရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာတဲကအနိစ္စခန္ဓာထဲမှာ တွေ့အောင်ရှာဖို့လိုပါတယ်။ စာတွေကဒုက္ခခန္ဓာတွေမှသိအောင်ရှာဖို့လိုပါတယ်။ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုတဲ့စာတွေကအနတ္တဟောဒီခန္ဓာမှာတွေ့အောင်ရှာဖို့လိုပါတယ်။အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလား။ခန္ဓာအတိကိုဝိပဿနာမမဖိနေရကို မရပါဒီတော့ဝိပဿနာဘာဝနာမပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလား အနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုမသိဘူးဆိုတဲ့ကကိုယ့်ကိုယ်ကိုမြဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွန်မလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစား권ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုရဲမျိုးဖြစ်တဲ့အတွက်အိုရမှာမလွဲပါပဲ နာရယ်မျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲတီရယ်မျိုးဖြစ်တဲ့အတွက်တီကိုတီရမှာမလွဲပါပဲဘာလို့မလဲတဲ့အိုနာတီမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှိကြလွန်လသည်ဘာဝနာမမပိုင်တန်တရာမရှိဘူး အဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတဆင့်ဆက်ပွားမှမဉဏ်ဘုံဉာဏ်ရမယ်မဉဏ်ဘုံဉာဏ်နဲ့မှမှသောတာပန်အစဉ်ပထမဆုံးမဉဏ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခုနဘဝပဲပရိသတ်ရေအောက်ဆုံးသောတာပတိမဉဏ်ဘုံဉာဏ်တော့ရအောင်ကြိုးစားသွားရင်တော့ဘဝတန်ត្រာဆိုတာတက်ကတ်ထားလို့မရဘူးလားရသွားပြီသူ့အတွက်ဘယ်နှဘဝပဲကြံတော့ ဒါကြောင့်ဘုန်းကြီးတို့ကလေနိဗ္ဗာန်အထိမပြောပါဘူးဟောဒီဘဝဟောဒီခန္ဓာကြီးရတဲ့အချိန်ငါဆင်းရဲတဲ့သူချမ်းသာတယ်ငါဆင်းရဲတဲ့သူဆင်းရဲတယ်နဲ့စဉ်းစားလို့မနေ